သမရောက်နဲ့နိုင်ငံသားဤဝန်ကြီးချုပ်မှာသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းတွေကိုရုရှားအစိုးရကညှင်းဆန်ပယ်ချသွားခဲ့ပါတယ်။အခုသတင်းပတ်ထဲမှာနိုင်ငံသားဤဝန်ကြီးစာဂျီလာဘရော့ဟောရုရှားသမရောက်ဗလာဒီမာပူတင်နဲ့တင်းမာမှုတွေရှိနေတယ်ဆိုတဲ့ထင်ကြေးတွေတိတိတသားထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ရုရှားအစိုးရရုံးဆိုင်ရာကရမလင်နန်းတော်ကတော့နိုဝင်ဘာလ9ရက်နေ့မှာအဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးအတိအလင်းညင်းဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ပူတင်တို့တွေ့ဆုံကြောင်းမဲ့ကိစ္စအစီအစဉ်ထားပြီးမှ အမေရိကန်ဘက်ကအဆိုင်ငံ့သွားတာနဲ့ပတ်သက်လို့အသက်85နှစ်ရွယ်လက်ဘရော့ရဲ့လုပ်ပုံကိုင်မှုတွေကိုပူတင်ကအစိပ်ပြန်နေကြောင်းကောလာဟာလာတွေထွက်ပေါ်နေပါတယ်။လက်ဘရော့ဟာဆိုဗီယက်ခေတ်လက်ကျန်ဝိုင်းရင်တန်တမန်အရာရှိတဦးဖြစ်ပြီးညှိနှိုင်းမှုတွေမှာဒေတိုးဆန်ဆန်ချင်းကပ်လေရှိတာတွေကြောင့်လူသိများပါတယ်။အခုသတင်းပတ်ထဲမှာတော့ Gremlin နန်းတော်ထဲမှာ Labrov တေချာပေါက်တက်ရောက်ရမယ့်အစည်းအဝေးမှာပြက်ကွက်ခဲ့တယ်လို့ပြီးခဲ့တဲ့လက တောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက်လည်း ူတင်ကတခြားတူဦးကိုရွေးချယ်ခဲ့တာပါပုံမှန်ဆိုရင်အဲ့ဒီလိုအစည်းအဝေးမျိုးမှာလက်ဘရော့ကပဲတာဝန်ယူနေကြဖြစ်ပါတယ်ပြီးတော့လွန်ခဲ့တဲ့သတင်းနှစ်ပတ်အတွင်းနိုင်ငံသားရေးဝန်ကြီးဌာနဟာလက်ဘရော့ရဲ့ခရီးစဉ်တွေဘာကိုဘယ်လိုစီစဉ်ထားသလဲဘယ်အခမ်းအနားတွေကိုတက်ရောက်မလဲဆိုတာတွင်နဲ့ပတ်သက်လို့လုံးဝမထုတ်ပြန်ဘဲနှုတ်ဆက်နေကြတာပါပူတင်နဲ့လက်ဘရော့တို့ရန်ဖြစ်ထားကြသလားဆိုတဲ့ကိစ္စကိုသတင်းတောက်တွေကမေးတဲ့အခါမှာကရမလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဒီမီထရီပတ်စကော့ကခတ်တတိုပဲသူပြန်ဖြေမှာဖြစ်ကြောင်း အခုထပ်ပေါ်နေတဲ့သတင်းတွေထဲမှာမှန်ကန်တာတစ်ခုမှမပါကြောင်းတုံ့ပြန်သွားခဲ့ပါတယ်။လက်ဘရော့ကသူ့ရဒူးတာဝန်မှာဆက်ရှိနေသလားလို့မေးတဲ့အခါမှာပတ်စကော့ကအသေးချာပေါက်ရုရှားရဲ့နိုင်ငံသားရေးဝန်ကြီးဟောင်းလက်ဘရော့ဖြစ်ကြောင်းပြန်ဖြေသွားခဲ့ပါတယ်။လက်ဘရော့ဟာအော်တိုဗလာ20ရက်နေတုန်းကအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုနဲ့ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ထရမ့်ကပူတင်နဲ့တူလူချင်းတွေ့ကြမယ်ကိစ္စကိုအကန့်အသတ်မရှိဆိုင်းငံ့ထားမယ်လို့ကြေညာခဲ့တာပါ။ ထရမ့်ကအချိန်ဖြုံးယုံတက်တက်အစွန်းနေပွဲမျိုးကိုတော့သူမတက်ချင်ဘူးလို့ပြောခဲ့ပါတယ်။ထရမ့်ဟာရုရှားနဲ့ယူကရိန်းကြားကအစ်စ်ဝဲကိုရပ်တန့်စေဖို့အတွက်ပူတင်နဲ့ဒိုင်းရိုက်ညှိနှိုင်းတဲ့ဗျူဟာကိုအသုံးပြုနေပြီးဩဂတ်လရုံကအလာစကာမှာပထမဆုံးအချိန်လူချင်းတွေ့ဆုံခဲ့ကြပါတယ်။နောက်ထပ်ဆွေးနွေးပွဲကိုဟန်ဂေရီနိုင်ငံမှာထပ်မံပြုလုပ်ဖို့စီစဉ်ထားပြီးမှထရမ့်ဘက်ကရုတ်တရက်ဆိုင်းငံ့ထားခဲ့တာဖြစ်ပါရဲ့ရှင်။